အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူအိုမာချန်ရေးသားတော်လာရောက်တန်တော်ကုမုဒရာလို့အမည်ရတဲ့လုံချင်းဝိထုချေကိုအပိုင်းကားအနေနဲ့ကျွန်တော်အခုခြေထားမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာကော်ဖီကိုခန့်မြန်မြန်တောက်လိုက်ပြီးသူမကိုနှုတ်ဆက်လိုက်သည်ဒါဆိုကျွန်တော်ကိုခွင့်ပြုပါဦးနော်โอเคလीနောက်တစ်စိမ်ဆုံပြေရင်တော့ရှင်ဒီလိုလောနေရင်ကျမစိတ်ဆိုးမိလိမ့်မယ် ဒီအမျိုးသမီးကသူ့ကိုလှပစွာရှီနှောင်ဖို့တိမ်မွေ့စွာစူးစမ်းနေတယ်လို့ခန်းစားလိုက်ရသည်။ဆုံပြေရင်ပေါ့။ "तू ပြောလိုက်မိပေမဲ့တေချာပေါ့ဆုံပြေအောင်ပါမို့။ तू မစိတ်ဆိုးအောင် तू လုံးမိလေအောင်မလား။ तू ရောက်သွားတာနောက်ကြွေထင်ကြာပြုတ်ကိုမတွေ့ရတော့။တန်တင်းကန်းနဲ့ကော်ဖီမတောက်ပြလိုက်ရင် ကောင်းသားဟု အာနာစွာတွေးလိုက်မိသည်။စိတ်ပြက်လက်ပြက်ပြန်ထွက်လာစဉ်သူ့ပခုံးကိုတစုံတစ်ယောက်ကလှမ်းပုတ်လိုက်သဖြင့်လှည့်ကြည့်လိုက်စဉ် ဟာကိုခင်မောင်နဲ့ကိုလာမင်းသူ့ကိုအကြင်ကြင်ကိုညီဘူးတော့ခင်စရာကောင်းသည့်လူနေရဘလို့လဲချွေးချပြပြန်သွားလို့စိတ်ပြက်နေတာလားဟုတ်တယ်ဗျာကျွန်တော်ကိစ္စလေးတစ်ခုရှိလို့နောက်ကျသွားတယ်ဗျာကိုလာမင်းကသူ့ကိုရင်းနှီးစွာပခုံးဖက်ပြီးခမရနောက်ကျသွားတာမဟုတ်ဘူးသူတို့ကစောစောသွားတာခမရနဲ့ခင်မောင်ကဘဝတူလေလေဟင်ဘာဖြစ်လို့လဲ ခင်မောင်ကကြာပြူတငယ်ချင်းတယောက်ကိုပိုးနေတာလေကိုခင်မောင်ကခေါင်းညိပြီးဟုတ်တယ်ကျွန်တော်တို့အတန်းပြီးသွားတော့ဒီဘက်လဲလာရောမရှိကြတော့ဘူးဗျာကြာပြူနဲ့မတွေ့ရတော့မဲ့အတူတူသူတို့နဲ့ကန်တင်းထိုင်ရန်ဆုံးဖြတ်လိုက်ပြီကျွန်တော်ခင်ဗျားတို့ကိုတခုခုကျွေးမယ်ဗျာဖြစ်မလားတယောက်မျက်နာတယောက်ကြည့်လိုက်ကြသည်ဟာဘာဖြစ်လို့မဖြစ်ရမှာလဲတချို့ရင်ကျွန်တော်တို့အเจ้าကိုရှောင်းပေါင်းမဲ့လူပဲဟာ ပေါ်ပါစွာရဲလိုက်မိကြပြီးလူသိမ့်မရှိတော့ပြီဖြစ်တော့ကန်တင်းစီတို့ထွက်လာခဲ့လိုက်ကြသည်ဆိုင်မှာထိုင်မိသည်နှင့်စာအုပ်သွားပေးဘူးသောကိုလာမင်းကဘလို့လေအရှင်နေတွေတိုးတက်နေပြီလားသူခေါင်းအတားညှိမ့်လိုက်ပြီမစိုးပါဘူးဗျာဒါပေမဲ့ကြာပြူကတခါတလေတိတ်ပြီးလျှို့ဝှက်လုံးတယ်လို့ပဲကိုလာမင်းနဲ့ကိုခင်မောင်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြန်သည် ကြာပြူနဲ့ပတ်သက်ပြီးတကူးခုပြောတယ်မပြောတယ်တိုင်မင်နေရတယ်လို့ပင်အင်းကျွန်တော်ကိုကုညီလက်စနဲ့ဆက်ပြီးကုညီပါအောင်လားဟာခမရတိုက်တဲ့လက်ဖက်ရည်တော့မတော့ရသေးဘူးဗျာနေအောင်လုပ်နေပြီအမြဲတမ်းအစားနောက်တန်သူကိုလာမင်းကပြောလိုက်ပေမဲ့ကုညီအောင်မှတေချာနေသည်သူအတွေးပင်မဆုံးသေးကဲကဲပြောဘာထက်ကုညီရဲ့ကုညီအောင်မလဲ ကျွန်တော်ကြာပြုတ်ဖုံးနံပါတ်နဲ့လိပ်စာတည်ကျင်တယ်ဗျာအေးဗျာတိတ်တော့မခက်ခဲပေမဲ့လွယ်လဲမလွယ်ဘူးဗျာဆွေးကြပြူကတငယ်ချင်းနေနဲ့အရန်အရောတဝင်ခင်ခင်မင်းမင်းနေတဲ့သူမျိုးမဟုတ်ဘူးဗျာသူ့ဘာသာသူတီးတန်နေပဲနေတတ်တာကိုခင်မောင်ကတွေး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 ဆက်ဆက်လေးဝင်ပြောသည်ဒါပေမဲ့အ ਨੇ စုံနေတဲ့အိမ်တော့ရှိမှာပဲဒီလိပ်စာတော့ရှိမှာပေါ့နှစ်ယောက်စလုံးသူ့ကိုတနာတယ်လို့ခန်းကောင်းကောင်းကြည့်လိုက်ပြီး သူ့အိမ်ကိုဘယ်တငယ်ချင်းမှမရောက်ဘူးသလိုသူလည်းဘယ်တငယ်ချင်းအိမ်မှမလိုက်လိုက်ပြီးမလဲဘူးတဲ့ပြီးတော့ဆက်ပြောမိစကားကိုဗတိတ်အုပ်လိုက်ကြတဲ့ဖြင့်သူမရှင်မရဲဖြစ်သွားပြီပြီးတော့ဘာဖြစ်လဲကိုလာမင်းကလေချောင်းကိုဟန်ပါပါချင်းတယ်လို့ချောင်းခန့်လိုက်ပြီချွေကြပြူကမိပါမယ်တဲ့အခုမွေးစားတဲ့မိပါရင်နဲ့နေတာမွေးစားတယ်ဆိုတာကလည်းအမွေစားအမွေကမဟုတ်ဘူးတဲ့ အားကိုးစရာမရှိလို့ကိုငြိပေးထားတဲ့သဘောကြားယုံနဲ့သူ့ရင်နဲ့စို့နေသွားသည်ဒါကြောင့်ကြာပြုတ်ကိုကြည့်လိုက်ရင်အမြဲတမ်းတိမ်ငယ်ဆိုးထိတ်နေတဲ့ပုံစံမျိုးလေးဖြစ်နေတာကိုသူ့ရင်ထဲကဂယုဏတက်စွာပြောလိုက်မိသည်ခမရတည်တည်နဲ့ထင်လို့ပြောပြတာပါဒါကြောင့်ခမရရှင်းမဆက်ရှင်တော့ရင်လည်းအချိန်မီပါသေးတယ်ရှင်းဆက်မယ်ဆိုရင်တော့ခမရရွေးချယ်မှုအတွက်ပဲခမရနောက်ဆောက်လို့မဖြစ်တော့ဘူးရွှေကြပြူပို့ပြီး နာကျင်ကြေကွဲရလိမ့်မယ်ဗျသူဘာမှမပြောနိုင်ပဲငြိမ်နေစင်ဘလို့လဲခမရဘာလုံးမှာလဲကိုခင်မောင်ကသူ့ကိုလှမ်းမိသည်အင်းကျွန်တော်တက်နိုင်ရင်ကိုချက်ချင်းကြာပြူနဲ့တွေ့ရင်နဲ့ဗျာသူဝမ်းသာမဲ့ကိစ္စတွေသူကြည်နူးမဲ့အရာတွေအလုံးကျွန်တော်ဖြည့်ဆည်းပေးလိုက်ရှင်နဲ့ဗျာနှစ်ယောက်စလုံးသူ့အဖြေအတွက်ကျင်းနဲ့အားရသွားတာတွေ့လိုက်ရသည် သူကဆက်ပြီးကျွန်တော်ကြာပြူကိုအများဆုံးဖွင့်ပြောမယ် ကြာပြူကိုကျွန်တော်ချက်တာဟာဘာအယောင်ဆုံးမှမပါဘူးကြာပြူရဲ့လိုအပ်နေတဲ့မိသားစုကွယ်လံကလေးကို ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်ဗျာစိတ်ချာခမရတို့နှီးစားဖို့ကျွန်တော်တို့လည်းအဆောင်းကိုကူညီပေးမယ်ဖုံးနံဘက်ကိုတော့အမြန်ဆုံးရအောင်စုံစမ်းပေးမယ်ဗျာဟာကျေးဇူးအထူးတင်ပါတယ်ဗျာသူလိုက်လိုက်လဲလဲတကယ်ကျေးဇူးတင်မိသည်ကိုခင်မောင်လည်းအမြန်များအဆင်ပြေပါစီဗျာ သုံးယောက်သားငယ်ပေါင်းတွေလိုအချိန်တိုတိုလေးနဲ့ခင်မင်းသွားကြတယ်လို့ကြည်ပြူနဲ့လည်းအချိန်တိုတိုလေးနဲ့အများဆုံးနားလည်မှုချင်းဖလဲလိုလာသည်စာမေဝဲနေပြီဖြစ်၍ကြာပြူညံ့တ်ခံပြီးစာကြည့်ရသည်အရင်တို့အာယုံတွေကိုစာထဲမှာပဲနှိမ့်မြုပ်၍မရတော့သဖြင့်စာကြည့်ရတာပိုပင်ပန်းပြီးအချိန်ကုန်လာသည်ပိုင်ပိုင်နိုင်နိုင်လွမ်းဆွတ်တန်းတားဝင်လဲရှိသူမဟုတ်၍ကြာပြူအဖြစ်ကတိမ်မြင်တွေကိုဖမ်းဆုပ်နေသည်နှင့်တူလာသည် တဲ့အိမ်လုံးအိမ်မော်ကြနေပြီဖြစ်၍ကြာပြူတယောက်တည်းတိတ်ဆိတ်မှုကြားမှနိုးကြားလျက်စာကျက်နေရင်ရေစာသဖြင့်ရေရေပလင်းထွက်ထက်စဉ်အဲခန်းကဖုံးကအချိန်အခါမဟုတ်ပဲထား၍မြည်လာသည်အိမ်သားတွေနိုးသွားမှဆို၍ဖုံးကိုခန့်မြန်မြန်သွားကင်လိုက်သည်ဟယ်လိုသူမအတန်ခေါက်အုပ်အုပ်ဖြင့်ဖုံးဖြေလိုက်ခြင်းချွေကြပြူလားသူမယင်နေထိတ်ခနဲ့ ဖះကြီးဘာဖြစ်လို့သူ့အတန်ဖြစ်နေရတာလဲမဖြစ်နိုင် သူကနားကြားလွဲခြင်းလားချွေကြပြဟုတ်တယ်မဟုတ်လားတေချာသွားပြီသူ့အတန်ဖြစ်သူမအုံနောက်ကရောနှလုံးသားကပါကောင်းကောင်းမှတ်မိနေသည် ဖုံးချလိုက်ခြင်းတော့လေသူမမချရဲ့သူမကိုယ်တိုင်ကလည်းသူနဲ့စကားပြောခြင်းသေးသည်သူပြောတာတွေနားထောင်ခြင်းသေးသည် ဟုတ်ပါတယ်တော်ပါသေးရဲ့ ကျွန်တော်ကအိမ်သားတွေတယောက်ယောက်ကင်ပါဆိုလို့တမင်တရချင်းရွေးပြီးဆက်လိုက်တာကြာပြူကတော့စာမေးပွဲနီးတို့စာကြည့်နေမှာပေါ့ဟုတ်ကဲ့ဖုံးပြောလို့ရောအဆင်ပြေရလားသူမကစိုးရိမ်တကြီးမေးဖို့ရသေးသည်လောလောဆယ်တော့အဆင်ပြေပါတယ်ဒါပေမဲ့အိမ်ကတိသွားရင်တော့ကျမအတွက်လုံးဝအဆင်မပြေထားတဲ့စိုးသွားလိမ့်မယ်ချိန်ချောက်လိုခြင်းမရှိတော့လေတကယ်ဖြစ်လာနိုင်သည့်အခြေအနေဖြစ်၍ကြိုတင်ပြောထားလိုက်ခြင်းပင် ဒါပေမဲ့စိုးထိတ်စွာကုလိုဖုံးခိုးဖုံးခိုးပြောရသည့်အရာသာကလည်းကြည်နူးစွာ စိတ်လှုပ်ရှားစေသလိုပင် sorry ဗျာကျွန်တော်ကြာပြူတန်လေးကိုကြားရရုံနဲ့ကျေနပ်ပါတယ်အ ਨੇ ဆုံး hello ဆိုတဲ့အတန်လေးဖြစ်ဖြစ်ပေါ့လိုက်လဲတုံရင်နေတော့ကြာပြူခန်းသားချက်တွေကို ပွင်လင်းစွာဝန်ခံခွင့်ရှိနိုင်ပါမလားကြာပြူတိုးတိတ်ညင်သာသော သူ့အတန်ချင်း ချမ်းရုံလိုင်မောစွာထူလိုက်မိသည်ကျွန်တော်ကြာပြုတ်ကိုရှစ်တယ်ဗျာသူမအန်အောတူဝင်နေစမ်းပါပင်သူက ဖုံးချသွားသည် ဖုံးချသွားပေမဲ့ကြာပြုတ်နားစီထဲမှာသူ့အတန်ကိုထက်ခတလဲလဲကြားရောက်နေမိတယ်ကျွန်တော်ကြာပြုတ်ကိုရှစ်တယ်ကျွန်တော်ကြာပြုတ်ကိုရှစ်တယ်ဗျာကြာပြူဖုံးကွက်ကလေးကိုအလံလေးကြားပြန်ချထားလိုက်မိသည်ကြာပြူဘဝအတွက် ြာပြုတ်ကိုနားလည်ပေးမယ်အရှိဆိုတာပေါ်လာနိုင်ပါမလားပြောချင်တာပြောလိုက်ရပြီရင်းထဲမှာဆုတ်ထိတ်သွားသည်ရှိနေတဲ့ခင်မင်မှုလေးကိုသူစောစည်းလင်မြန်စွာအခွင့်အရေးယူမိသွားပြီးထင်သည်ကြာပြုတ်ဘဝအမှန်ကိုတိလိုက်ရကတည်းကသူကြာပြုတ်အနာမှာအမြဲနေခြင်းသည့်စိတ်ကတားဆီးမရသူကြောင့်ကြာပြုတ်အနေရခတ်မှာစိုးရိမ်သည့်စိတ်ဖြင့်ကြာပြုတ်စီကိုနေတိုင်းပင်မတော်ပြေ အခန်းမီးပိတ်ပြီးအိတ်တော့မြည့်အလို့သူ့ကွန်ပျူတာထဲမှာမေးရစံဝင်နေတဲ့ဖြင့်ဖတ်ကြည့်လိုက်စဉ်သူ့အတော်ကသူမာတိစာအုပ်ရပြီဖြစ်ပြီလူယုံနဲ့ထည့်ပေးလိုက်ပြီဖြစ်ကြောင်းအကြောင်းကြားသည့်မေးဖြစ်နေသည် သူ့ကိုစီပိုးဆိုးမိုးစွာဆက်ဆံတတ်သည့်သူမကို သူထိုက်၍စုံရပြီဦးမည်သူစီကအချိန်တွေကို အလဲကားရှိုးဖက်ယူလိုသည့်သူမအတွက်သူ့အချိန်တွေပေးရမှာနှမျောလာသည်ကြာပြီ ူရင်ကိုမြန်မြန်ခိုးဝင်လှဲ့ပါတော့ညီနဲ့ပေးခိုင်းရန်စိတ်ကူးမိပြီးမှ အားနာရကောင်းနေထင်၍သူကိုယ်တိုင် သွားပေးဖို့ပဲစိတ်ကူးလိုက်သည်သူမစီလာမိအကြောင်းဖုံးဆက်ချိန်လိုက်စဉ်ဟာစိတ်မကောင်းတရားပဲကျမဖျားနေလို့အိမ်မှာနားနေရတယ်ဒါပေမဲ့စာအုပ်ကိုလည်းမြန်မြန်လိုချင်နေတော့သူမစကားလမ်းကြောင်းကို သူအလိုက်တဲ့ကလေ စိတ်မပါစွာဝင်လိုက်ရတော့သည်ကျွန်တော်အိမ်လာပို့ပင်ရင်ပို့အဆင်ပြေမယ်ဆိုပါတော့သူမရဲ့ညစ်ကြဲကြဲရေတန်းကအနံ့ရလိုက်တော့ခလေးတယောက်ရေတန်းလိုကျေနဲ့အားရနေတော့အတန်ဟာဒါဆိုရင်ကျမဝမ်းမြဝမ်းသာစိတ်ဆိုးရလိမ့်မယ်ထင်တယ်မိမတွေများယောက်ျားဆိုတဲ့ဖိုးတော်ဝါကို အနံ့ရမှကျေနဲ့တဲ့ဒီဗီဇာစိတ်ကဘယ်တော်များများပျောက်ဆုံးမှာပါလေ ဒါဆိုလည်းကျွန်တော်နေ့လယ်လောက်ထွက်လာခဲ့မယ်အိမ်လိုက်စာပြောထားလေသူမပြောသော အိမ်လိုက်စာကို အနားမှာရှိသော စာရွက်လုပ်တစ်ခုကို ကောက်မှတ်၍ထားလိုက်သည်လာကန်ဒီကျွန်မစီဖုံးကြိုဆက်လိုက်လေဘာအတွက်လဲအမြဲတမ်းမေကွန်းတွေနဲ့လုံထွေရစ်ပတ်တတ်သူ မေးစရာမလိုတဲ့မေကွန်းကိုမေးလိုက်မိသည်ဘာလဲကိုအိုအောညိုက ကျမရဲ့လူမမာပုံစံကိုတွေ့ချင်လို့လားဖုံးကြိုဆက်လိုက်တော့မှ ကျမ အနကြိုးပြင်ထားလို့ရမှာပေါ့အနကြိုက်လွန်းသူအဖြစ်မြေုံနဲ့ခံမမ်းမိပေမဲ့ဒီလောက်အထိတဲမယ်လို့မထင်အခုတော့သူမကလိုအပ်တာထက်ပို၍တဲနေတယ်လို့ပင်ကောင်းပြီလေကျွန်တော်လာကန်ဒီဖုံးဆက်လိုက်မယ်သူနဲ့တစားတစားပုံမိုးရင်းနေလာသည့်အခြေအနေက သူမထင်မှတ်ထားသောကိစ္စတချို့ကိုတဲဆောင်လာခဲ့လိမ့်မည်ဟုကြိုတင်သိခဲ့လျင် သူဒီလန်းကိုချောင်းမိလိမ့်မည်မဟုတ်ဒါပေမဲ့ ကြာပြူရေကြာပြူကြာပြူခန်းနဲ့အော်ဟစ်ဝင်လာသည်တက်ကိုကြည့်ပြီးတက်မှာတရင်တောင်တရင်ကောင်းတစ်ခုပါလာမယ်ဆိုတာသိနေသည်ဘာလဲတက်ရဲ့တက်ကနေမကောင်း၍ကြောင်းမသွားကြာပြူကလည်းစာမေးပွဲနီးနေ၍အိမ်မှာစာလုပ်နေရသဖြင့်ကြားရပေမဲ့နှစ်ယောက်စလုံးအိမ်မှာရှိနေကြသည်မာဂျူလီအိမ်လာလိုက်မယ်တော့ ခွေးရုပ်ဖြူဖြူပွားပွားကလေးကိုရင်ထဲမှာပိုက်ပြီးကြည်ကြည်နူးနူးပြောနေတာတွေ့ရသည်။ဘာလဲ?တက်နေမကောင်းဘူးဆိုလို့သတင်းလာမိတာလား။တက်ကနှာခေါင်းကလေးချုံပြပြီးဘဲကသာဒီလူလားဒီလောက်တွတ်မှာ။တက်ကသာအခွင့်အရေးတစ်ခုပြီးတစ်ခုပေးနေပေမဲ့အတာလားရိုးတာလားအားနာတာလားမသိဘူး။တစ်ခုပြီးတစ်ခုကြော်သွားတာကြီးပဲ။အားမလို့အားမရဖြစ်နေသည့်တက်ရဲ့မာဂျူဒီကဘလို့ပုံစံမျိုးပါလဲ။ ကြာမြင့်စီကအခွင့်အရေးတွေကို တရေပြီးတရေ တိုးတောင်းတတ်သည့်အုပ်ဝောညိုတို့လူမျိုးတော့မဟုတ်တာတော့တေချာသည်ဒါပေမဲ့အဲ့ဒီလိုရေးကြတတ်သည့်သူစရိုက်ကိုပဲကြာပြိုခုံမင်းနှစ်သက်စွာဆွဲလန်းနေမိပြီပဲသူနဲ့မတွေ့ရတာတောင်တပတ်နီးပါးလောက်ရှိနေပြီပဲရည်စားတကားကိုဖုံးနဲ့ကမန်းကန်းပြုတ်ပြီးကသူကပဲသူ့ကိုအဲ့ဒီချိန်ကလေးကသူ့ကိုမတွေ့ရသေးဘူး ကြာမျိုးကိုမျက်နှာပူ၍ချောင်းနေတာဖြစ်လိမ့်မယ်လို့ဖြေတွေးပေမဲ့တွေးချင်နေတာတော့အမှန်ပဲဒါဆိုအခုဘာလုပ်မှာလဲတက်ကပခုံးလေးတွန့်၍တက်ဟိုတလောကဖေဖေစင်ကာပူသွားတော့ကမှားလိုက်တဲ့စောင်းလေးမှတ်မိလားမှတ်မိတယ်ကြာပြူတော်လေးလေးကိုစောင်းတအုပ်မှားခဲ့သေးတယ်လေအေးအခုအဲ့ဒီစောင်းကို မာဂျူဒီကိုချခိုင်းတာလားသူ့တော်တယောက်ကစင်ကာပူမှာစောင်းဥဆိုင်ဖွင့်ထားတယ်လို့တတင်းရလို့ တက်ဆွန်းဆွန်းစားစားကြံလိုက်ရတာမဟုတ်ပေမဲ့ချီပီးသားစာအုပ်ဖြည့်ပြီးကြာပြူကကြားထဲကနှံ့မျောနေသည်ဒါဆိုစာအုပ်ကနှစ်အုပ်တောင်ဖြည့်နေမှာပေါ့နော်တက်ကခေါင်းညိန်ပြီးမတူဘူးလေမာဂျူတီချာပေးတဲ့စာအုပ်ကလေးကအမှတ်တရတိမ့်ထားဖို့ဖေဖေဝယ်ပေးတဲ့စာအုပ်ကလေးကစာအသုံးချဖို့တက်လဲတက်နိုင်တဲ့တက်အဲ့ဒါမာဂျူဒီလာရင်ကြာပြူနေနေမတိမတားလေးအကဲခတ်ပေးစမ်းပါဦး ကြာပြူနဲ့မိတ်ဆက်ပေးမယ်လေအမလေးအဲ့လိုတော့မဖြစ်ဘူးထင်တယ်တက်ရဲ့ကြာပြူယောက်ျားတစ်ယောက်ကိုအကဲခတ်ရလောက်အောင်မကြွန့်ကျင်ပါဘူးတက်သဘောကျတဲ့သူဆိုတော့လူတော်လူကောင်းဖြစ်မှာပါကြာပြူနဲ့မိတ်ဆက်ပေးလို့တော့ရပါတယ်ဒါပေမဲ့ကြာပြူစီကမာဂျူတီနဲ့ပတ်သက်တဲ့ထင်မြင်ချက်တော့ရမှာမဟုတ်ဘူးတက်ကကြာပြူအကြောက်ကန်ညင်းနေတာကိုသဘောကျတယ်လို့ကြည်နေပြီး အေးပါပြီးရောနေလေကားတန်ကြားရင်သာအဲခမ်းမဲ့တစ်ချက်ထွက်လာခဲ့ဟုတ်ပြီလားကြာပြိုခေါင်းငိမ့်ပြလိုက်တော့မှတက်ကကျင်းနေစွာပြန်ထွက်သွားသည်ဘာပဲပြောပြောတက်အတွက်ကြည်နူးစရာလေးတွေဖြစ်လာနိုင်တာမို့တက်အတွက်ကျင်းနေစရာပင်တက်နဲ့တဘောတူညီမှုရယူပြီးမှလေးလေးစီကဖုံးဝင်လာပြီဖဖဆိုင်မှာဒီနေ့ဖဖဲ့ဧည့်သည်တွေလာဖို့ရှိန်ထားတာ ဒီနေ့မလာနိုင်တော့ဘူးလို့တွားပြောပေးပါဦးဆိုင်ဖုံရောဟန်ဖုံရောဆက်မရလို့တကဖွားဖွားကြီးတွားရမယ့်ကိစ္စကိုကြာပြူကပဲတွားပြီးရန်ဆုံးဖြတ်လိုက်သည်ဖွားဖွားကိုကြောက်ပေမဲ့ကြာပြူငငယ်ကလောက်မျက်နာ မထမ်းတော့သည့်အတွက်နည်းနည်းစကားပြောရဲလာသည်ဒါတောင်ဖွားဖွားကတခါတလေစူးစူးရဲရဲအကက်ခတ်နေလျင်ကြာပြူမနေတတ်တော့ခုနကပဲမာကျူဒီဖုံးဆက်တယ်သူထွက်လာတော့မယ်တဲ့ တက်ကကားဆက်နှိုးနေတဲ့ကြာပြူနာကပ်ပြီးပြောပြအောင်ပြောလိုက်သေးသည်အဖျားသွေးကြောင့်ဖြူပြော့နေတဲ့မျက်နာက ခုတော့ပန်းသွေးရောင်ဖြစ်လေရဲ့โอเคလေတက်အဆင်ပြေပါစေသွားပြီနော်ကားကို ဖေါ်ဖွားတို့ဆိုင်ချရာတို့ဖြည်းဖြည်းနဲ့မှန်မှန်မောင်းလာစဉ်မြင်းဒီကုံမီးပွိုင်နာမှာအော်ဟောညို့ကားကိုမီးပွိုင်မိနေတာတွေ့လိုက်ရသည်တွေ့ကျင်နေတဲ့သူကိုခဏလောက်တွေ့လိုက်ရသည့်အတွက်စိတ်အစာပြေသွားပြီမဲ့လွမ်းတဲ့စိတ်ကတော့ ို့၍လာသည်လို့ပင်ဖောပွားဆိုင်ရှိမှကားရက်စရာနေရာမရှိသည်ဖြင့်ခလန်းလန်းမှကားကိုတွားရက်ပြီး ဆိုင်စီကိုခြောက်၍လာခဲ့လိုက်သည်လမ်းမှာရှေတောက်ကိုရေတချို့ဆင်းသွားသည်ဖြင့်ဆိုင်နောက်ဘက်ကနေကြွေပြီးဝင်လိုက်သည်ဆိုင်နောက်မှာရေစေးပြီးမှ ဝင်ရန်စိတ်ကူးဖြင့်ဆိုင်နောက်ဘက်လေကာနာရောက်အထဲမှာစကားပြောနေသောဖွားဖွားနှင့်ဖွားလေးတံကိုကြားလိုက်ရသည် မထင်မှတ်ပဲနားဆွင့်မိလိုက်စဉ်မိမိနာမည်တစုံတစကိုပါကြားလိုက်ရသဖြင့်ရေပိုင်ကောင်းကို မဖွင့်သေးပဲဆက်ပြီးနားထောင်နေမိသည်ညီမကတော့အညီအမျှပဲဖြစ်စေချင်တာပဲတက်ချေရဲအတွက်မောင်မောင်နဲ့ငြိမ်ရှိတယ်လေငြိမ်ဘက်ကရမယ့်အမွေကရောနဲလားတက်အတွက်လိုချင်တာမှန်သမျှမင်းနဲ့တောင်မဆိုင်ပဲရတတ်တာမမလည်းတည်သားနဲ့ကြာပြည့်အတွက်သာညီမကစိတ်မကောင်းတာ ဖွားလေးကသွေးသားမတော်ဆသည့်ကြာပြုတ်အတွက်ထဲ၍စဉ်းစားနေပေသည့်အတွက်ဝမ်းနည်းစိတ်များဝမ်းနည်းစိတ်ဖြင့်ကျေးဇူးတင်လိုက်မိသည်တကယ်ဆိုကြာပြုတ်ကလည်းမမမြေအရင်ပဲဥစ္စာရေပိုက်ကောင်းကိုလက်ရံကင်ထားသည့်ကြာပြုတ်လက်တွေကအံ့ဩစိတ်ဖြင့်စိတ်ကက်တောင်တင်းသွားသည်ကြာပြုတ်ကြာပြုတ်နားကြများလွဲလေသလားမောင်မောင်နဲ့ညိုနေတို့ကို မမခွဲလိုက်တော့ကြာပြူလေးကအခုလို မိခင်မဲ့ဖားခင်ကိုလည်းဖားခင်မမသိတဲ့ဘဝနဲ့ကြီးပြင်းလာရတာလိန်မာလိုက်တာလည်းမပြောနဲ့ဘယ်လောက်တန်းသားစရာကောင်းလဲကြာပြူမေမေနဲ့လေးလေးကိုတငယ်ချင်းတွေဖြစ်တာတည်ထားသည်ကြာပြူအခုတော့လေးလေးကကြာပြူဖေဖေတဲ့ခလေးတွေတော့ဒီရွယ်ရွယ်ရောက်နေပြီပဲငိမ့်တီလည်းအပြစ်ပြောတော့မှမဟုတ်ပါဘူးမမရဲ့ကြာပြူကိုဖွင့်ပြောလိုက်ပါလား ကြာပြူပားမြင့်တစ်ခုလုံးစွတ်စွတ်သော အထီးတွင်နှင့်မျက်ရည်တွေကအမြင်အာရုံတွေကို ဝေဝါးသွားစေသည်ရှေ့တို့လည်းမရနောက်လည်းစုပ်ရမရသဖြင့်ထုံချင်းအေးခဲနေသည့်ခန္ဓာကိုယ်ကြီးကကြားရသည့်စကားတွေကိုမယုံရဲသည်ဟဲ့မိမဆိုတာဘယ်အရွယ်ပဲရောက်ရောက်သူတို့မသိအောင်လှုပ်ထားတဲ့ကိစ္စမှန်သမျှကိုခွင်းလွှတ်တတ်ကြတာမှမဟုတ်တာ မလှုပ်ပါနဲ့အေးသူတို့အိမ်တော်ကြီးတာယာနေတာကိုမဖြက်စည်းခြင်းစမ်းပါနဲ့ မမကလည်းငိမ့်နဲ့မတွေ့ခင်က ဖြစ်ခဲ့တဲ့ကိစ္စတွေပဲမမောင်ကမမအကြိုက်မမသဘောတူတဲ့ငိမ့်နဲ့လက်ထပ်ခဲ့တာပဲညို့ဘလောက်တနာဖို့ကောင်းလဲငါကလည်းညို့မှာမမောင်ကုံဝပါသွားမှမသိလို့နှစ်ထုတ်လိုက်တာပါအေးပါမန်းတီလို့ရှိရင်ငါမြေငါတောင်းဝင်ယူတာပေါ့တော်ပါတော့အေးဒီအကြောင်းတွေပြန်ပြောရင်ငါနေလို့မကောင်းချင်ဘူးဖဖကစက်ပြောချင်နေသေးပုံရသည့် ဖွားလေးကိုဆက်မပြောရန်တားမြစ်လိုက်သည်ခုလေကြာပြုတ်ကိုမမမြေဖြစ်တာဝန်ယူလို့ရတာပဲမိပါမယ်သူများကြီးမှာခိုကန့်နေရတယ်ဆိုတော့တိမ်ငယ်စိတ်ကိုဖျောက်ပေးဖို့မမနဲ့မောင်မောင်ကတာဝန်ရှိတယ်လို့ညီမတော်ထင်တာပဲကြာပြုတ်ဆက်၍နားမထောင်ကျင်တော့နားမထောင်ရဲတော့တာလည်းဖြစ်သည်ဒီတော့စိုးဝါပြင်းထန်လာတဲ့ကြာဖြူရဲ့ကံကြမ္မာကိုကြာဖြူချောင်လဲလို့မရသေးတဲ့အတွက်ဝမ်းနေလာသည် တွင်းရင်သားရင်းတွေကြမှာနှစ်ပေါင်းတန်ကြာကြီးပင်ပျော်မွေးကြရပါမယ်။အသည့်စိတ်ကဒဇိန်းတွေပါဆိုတဲ့တတိပေးမှုနဲ့အရာရာတတိနဲ့ကြီးပင်လာကြရတယ်။အတိတ်ကာလတွေကိုသူတို့ဘယ်လိုရောကြီးပေးကြမှာလဲ။ကားပေါ်ကိုဘယ်လိုရောက်ပြီးဘယ်လိုကားမောင်းထွက်ခဲ့ဒီကိုပင်မသိတော့။ကြာပြူကြပြူကိုကြပြူတတိထားလိုက်မိချိန်တွင်ကြပြူတကိုယ်လုံးရွှေးတွေရောမျက်ရည်တွေရောစို့လူလျက် ကြာပြူရင်ခွင်တစ်ခုမှာမိဆက်ခုံဝင်ပြီးနှစ်သိပ်အားပေးမှုကို လိုချင်လာသည်ကြာပြူဘဝကိုနားလည်ပြီးကိုချင်းစာနှစ်သိပ်ပေးမိလူတယောက်အဖြစ်ကြာပြူနှလုံးသားကဆုံးဖြတ်ပေးမိသူသည်ကိုအိုအောညိုဖြစ်နေသည်ဖုံးနံပါတ်တွေကိုနှိပ်လိုက်ခြင်းကြာပြူအတန်ကြားသည်နှင့်လှိုင်းလဲနှွေးပြသွားဖြင့်ကျွန်တော်အခုချက်ချင်းလာခဲ့မယ်ဆိုတဲ့အတန်ကိုကြားပြီးနောက်ကြာပြူဖုံးချလိုက်ခြင်းကြာပြူမှာလက်ကြံအင်အားပင်မရှိတော့ဘဲ နှုံးဖြော့နေတာသိလိုက်ရသည်ကြာပြုတ်ကိုမြင်သည်နှင့်သူ့ရင်ထဲစိုးရင်စိတ်ကအထောအထိတ်ရောက်သွားသည် ဖြူလျော့ပြီးချွေးတွေမျက်ရည်တွေနဲ့စိုးလူးနေတဲ့ကြာပြုတ်အတွင်က ကြောက်ရွံ့တုန်လှုပ်စရာတခုခုကိုကြုံလာခဲ့သည်နဲ့ကြာပြုတ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲ စိုးရင်တကြီးစိတ်နဲ့ဘာကိုမှသတိမထားနိုင်တော့ပဲကြာပြုတ်လက်ချောင်းလေးတွေကိုဆွဲဆုပ်ဖြစ်ညစ်ပြီးမေးလိုက်မိသည် ကြာပြုတ်နှုတ်ကဘာစကားမှထွက်မလာပဲကြာပြုတ်မျက်ဝန်းစီကမျက်ရည်များကသာ အဆက်မပြတ်စီစဉ်လျက်ပြောလေကြာပြုတ်ကိုဘယ်သူတွေကအနိုင်ကျင့်လိုက်တာလဲကျွန်တော်ဘလို့ဖြည့်ချင်းပြရမလဲပြောပါကြာပြုတ်ရဲ့စိုးရင်လုံးတော့ကျွန်တော်ရင်တွေပေါက်ကွဲထွက်တော့မယ်ကြာပြူကမထင်မှာပဲသူ့ရဲ့ပခုံးပေါ်ခေါင်းလေးမိတင်လိုက်ပြီ ကံကြမ္မာကကြာဖြူကိုအမြဲအနိုင်ကျင့်တယ်။ကြာဖြူကံကြမ္မာစိုးတစ်ခုကိုအနိုင်ယူဖို့ကြိုးစားရတာ မောလာပြီကိုအိုဝေါညိုရဲ့။ကြာဖြူနှုတ်ကထွက်ဆိုယုံဆိုယုံကလေးစကားတန်ကတိုးလျတုံခိုက်လျက်ကျွန်တော်မလုပ်ပြရမလဲကြာဖြူကြာဖြူကငြိမ်သက်လျက်နဲ့ပင်ဒီအတိုင်းလေးကျမဘေးမှာရှိနေပင်ဖြစ်ပါလေဒီအတိုင်းလေးခဏလေးနေပေးပါ ရှိုင်းငင်နေတဲ့ကြာပြုတ်ပခုံးလေးကို သူကျင်နာစွာထွေးပွေ့ထားလိုက်သည် သူပခုံးပေါ်ကကัญญမာကို နာကြီးစွာအပြစ်တင်ရှိုင်းငုံနေတဲ့ကြာပြုတ်ကြာပြုတ်ရဲ့ကြာပြုတ်ခန်းစားနေရတာတွေကို မျှဝေခန်းစားလိုက်ရှင်တော့တယ်တင်းနေဆုတ်ထားတဲ့ကြာပြုတ်လက်သေးဆုတ်ကလေးတွေကတင်းကျက်လွန်၍အကြောလေးတွေပင်ထောင်ထနေသည်ကြပြုတ်ရင်ထဲကနာကျင်မှုအဆိုင်ခဲကဘလောက်များကြီးထွားရက်ဆက်ရတာပါလေ ကြာပြူအတွက်ရင်မောစွာတက်ပြင်းခိုးချလိုက်မိသည်။ဘာပဲဖြစ်ဖြစ်ကြာပြူဝမ်းနေအားငယ်နေချိန်မှာတတိယမိသူက သူ့ဖြစ်နေ၍သူ့ကိုယ်သူယုံကြည်စိတ်ဖြင့်ကြာပြူအပေါ်မျက်နှိုးကျင်နာမှုပို့သွားရသည်။သူ့ပကုံးပေါ်မှာတတလုံးမိခိုးအားကိုးကွင်မိခိုးအားကိုးကွင်ပေးတာပါကြာပြူရဲ့။နားခိုးနားခိုးပါလဲတော့ချစ်သူ။ ကြာပြူကိုအိမ်ပြန်ပို့ပေးပြရစီလို့တဖွားဝတောင်းဆိုခဲ့ပေမဲ့ကြာပြူကခွင့်မပြုခဲ့ကြာပြူတတိလက်လို့ဝမ်ဘတ်တန်နဲ့ရှိနေချိန်မှာနှစ်သိမ့်ပေးသည့်အော်ဝေါညိုကိုပုံမှန်ပြန်ဖြစ်သွားချိန်မှာချက်ယွန့်ထူပေါ်နေပေမဲ့ကြာပြူရင်ထဲကဆန္ဒအမှန်ကိုတီးခွင့်ရှိသူအဖြစ်ကြာပြူမငင်းဆန်ခဲ့တော့ကြာပြူသူ့ရင်ထဲကိုအခွင့်ရှိရှိဝင်ဖို့ဆုံးဖြတ်လိုက်မိလေပြီအိမ်ရောက်တဲ့နေ့ဘသူကမှစကားမပြောတော့ပဲအခန်းထဲတန်းဝင်လိုက်သည် အလိုက်မသိသောတက်ကတော့ကြာပြုတ်ကိုစကားစကားတွေအများကြီး ပြောเสียရာရှိနေသည်ထင်ကြာပြုတ်အခန်းထဲလိုက်ဝင်လာပြီကြာပြုတ်မာဂျူဒီနဲ့ငါစကားတွေအများကြီးပြောဖြစ်တယ်သိလားငါဘလောက်ကံကောင်းလဲဆိုရင်မာဂျူဒီမိဘတွေနဲ့ဖွားဖွားနဲ့ကလုပ်ငန်းချင်းဆက်ဆက်ပြီးရင်းနှီးကြတယ်တဲ့မိမိကလည်းမာဂျူဒီကိုအမှတ်ပြစ်ပေးနေတယ်ဆရာစကားကောင်းတော့အရေးတကြီးဖုံးဝင်လာတော့ကမန်ကန်ထပြန်သွားတာ ။နှုတ်မဆိုကြာပြူတော်မြှင်းချင်းမြှရအောင်မယ်။တက်စကားတွေကိုကြာပြူစိတ်ဝင်နေစားစိတ်ရှည်လက်ရှည်နားမထောင်ပေးခြင်းတော့။တက်ကြာပြူတယောက်တည်းနေခြင်းတို့ကြာပြူအခန်းထဲကထွက်သွားပြီပါကွာ။ကြာပြူဒီရောက်ပြီးခဲ့တဲ့ကတက်ကိုတခါမှဒီလိုမဆက်ဆံစဘူး။ဒါပေမဲ့ဒီနေ့တော့ကြာပြူတကူကောင်းဆန်ကျင်သည်ကြာပြူဘဝကိုတကူကောင်းဆန်ဆန်ဆုံးဖြတ်ခဲ့ကြသည့်လူတွေကြားမှာ ကြာပြူလဲတကူကောင်းဆန်အတ္တကြီးကြီးရှင်တန်ပြည့်အောင် ရှင်တန်ရမည်တက်ကတခါမှမဆန့်ကျင်ဘူးသောကြာပြူကို ထူးဆန်းအံ့ဩစွာကြည့်ပြီးကြာပြူဘာဖြစ်လာလို့လဲတက်တက်ဘာလုပ်ပြရမလဲဟင်ကြာပြူစီကအများကြီးရယူထားပြီးမှကျင်းနာနုညံ့ပြမနေကြပါနဲ့စိတ်ထဲကသာအော်ဟစ်ပောက်ကွဲနေမိတော့လေ ြာပြူနာကိုခေါင်းအုံနဲ့ဖိကပ်ပြီးတက်ကိုကြောခိုင်းနေလိုက်လေသည်တက်ကြာပြူအခန်းထဲကထွက်သွားမှ ကြာပြူတင်းထားတဲ့စိတ်တွေကိုချော့ချလိုက်သည်စိတ်ချော့လိုက်သည်နှင့်မျက်ရည်တွေကအစာထိုးဝင်ရောက်လာကြပြန်သည်မေမေကြာပြူမမွေးခင်ကဘလောက်အထီးကျန်အားငယ်နေခဲ့ရှာမလဲဒီမှာတက်မေမေနဲ့လေးလေးကကြည်နူပြုံးပြော်နေချိန်မှာကြာပြူမေမေကဝမ်းနေအားငယ်စွာလောကကိုရင်ဆိုင်နေရသည် မတရားလိုက်ကြတာကြာပြုတ်ကိုမေတ္တာကရုဏာပြေဝစာနဲ့မွေးစားခဲ့ကြတဲ့ကြာပြုတ်ခါသီးစွာရေလိုက်မိသည်သူတို့တွေ့တာစင်ရဲ့နေပါမှကြတော့စိုးရင်သာသူတို့ဂုံတိတ်ခါတွေထမ်းမကြအောင်ကြာပြုတ်ကမိပါမဲ့တကောင်ကျွဲ့အဖြစ်လောကကြီးကိုလိန်လေလှဲပြားလို့မမေကြီးကြာပြုတ်ဓာတွေကိုမသိကျင်ပါဘူးကြာပြူရဲ့အထီးကျန်ဘဝလေးထဲမှာကြာပြူနေသားကြနေ ကြနေတော့မှမမေရဲ။စာမေးပွဲကိုကောင်းစွာဖြေဆိုနိုင်ခဲ့ပေမယ့် အရင်ကလို စာမေးပွဲပြီးတိုင်းလွတ်လပ်ပေါ်ပါနေကြခံစားမှုကိုဒီတစ်ခါမရတော့ကြာပြူစာမေးပွဲဖြေတဲ့ကာလတစ်လျှောက်တော့စိုးရိမ်ပူပန်စွာလိုက်ဆောင်ပေးတဲ့တဲ့သူ့ရဲ့ကျင်နာမှုကြောင့်ဝမ်းနဲ့စိတ်ဝင်လာတိုင်းမောင်းထုတ်ပြစ်နိုင်ခဲ့သည်။ကြာပြူကသူ့ကိုအော်ဟုခေါ်လိုက်ရင်သူ့ကြောင်အန်းဖြစ်သွားတော့လေ။ ဘသူမှသူ့ကိုမခေါ်ဘူးတဲ့နန်းစားလေးဖြစ်၍သူကျဉ်နဲ့သွားခဲ့သည်ဩသာကြာပြုတ်နားမှာရှိနေရင်ရှိမနေရင် ကြာပြုတ်ရိုင်းနဲ့လဲကြသွားမယ်ထင်တယ်ကြာပြုတ်ဒီလိုပြောတိုင်းကြာပြုတ်နဘူးဘော်ကဆန်သာကလေးကိုတတ်တင်ပေးပြီးစိတ်ရှာ ကိုကြာပြုတ်နားမှာအမြဲရှိနေမယ်ကြာပြုတ်အလိုရှိတဲ့အချိန်တောင်းတမိတဲ့အချိန်တိုင်းကိုကြာပြုတ်နားရောက်လာရောက်လာစေရမယ် ကြာဖြူဩဇကားကိုအကျဉ်းမဲ့ယုံကြည်ပါသည်မယုံရဲတာကကံကြမ္မာပဲကြာဖြူကိုကံကြမ္မာကအကြာကြီးပျော်ရွှင်ခြင်းနှူးမှုမပေးမှကိုပဲစိုးရိမ်သာသည် စာမေးပွဲဖြစ်ခြင်းကာလတစ်ချောက်လုံးဘသူကိုမှစကားမပြောမီတမင်စူးစမ်းရတာမဟုတ်ပဲအလိုလျောက်ပြောချင်စိတ်မရှိတာကိုထူးချမ်းစွာတွေ့ရသည်အံဩတို့လိုက်ကြည့်နေကြတဲ့မြတ်ဝန်းတွေကကြာဖြူကိုစာမေးပွဲကာလမှာအလျှော်ပေးထားကြဟန်တူပါသည် ကြာပြူထင်သည့်အတိုင်းပင် စာမေးဝဲဖြေပြီးနောက်တရက်မှာလေးလေးကကြာပြူကိုအပြင်ခေါ်သွားတာတွေ့ရသည်။တွားနေကြဒေါ်လေးခင်မုံဤအိမ်ကိုပဲဖြစ်သည်။အိမ်ရောက်တဲ့နေ့ကြာပြူအကြောင်းတီထားရန်သူတော်ဒေါ်လေးခင်မုံကဖြေနိုင်ရဲ့လားကြာပြူ။ကြာပြူခေါင်းပဲနှိမ့်ပြလိုက်သည်။လေးလေးကကြာပြူနဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်မှာဝင်ထိုင်ပြီးကြာပြူတက်နဲ့ပြဿနာဖြစ်ထားကြတာလား။ကြာပြူလေးလေးကိုစူးစူးစိမ့်စိမ့်မော့ကြည့်လိုက်သည်။ အံ့ဩသွားတဲ့လေးလေးမျက်နှာကိုမြင်ရင်ဝမ်းသာသွားမယ်ဟုထင်ခဲ့တော်လေ။နာကျင်ဝမ်းနေနေသည့်ခံစားချက်မျိုးရလိုက်ပြီ။တကယ်လို့တတ်နဲ့ကြပြူပြဿနာဖြစ်နေတယ်ဆိုရင်ပြဿနာဖြစ်နေတယ်ဆိုရင်ရောလေးလေးဘသူ့ဘက်မှာပါမလဲ။အရင်ကလိုနူးညံ့တိမ်မွေးတဲ့ကြပြူဟန်နဲ့အတန်ကတကယ်ပဲပျောက်ဆုံးသွားခဲ့ပြီလား။ကြပြူဘာတွေဖြစ်နေတာလဲ။အခု လေးလေးတို့အေးအေးဆေးဆေးဆွေးနွေးလို့ရအောင်ကြာပြုတ်ကိုဒီကိုခေါ်လာတာလေးလေးတက်ကိုမေးကြည့်တော့လေတက်နဲ့ဘာမှမဖြစ်တာဘူးပြောတယ်ဒါဆိုကြာပြုတ်ဘာဖြစ်နေတာလဲလေးလေးနဲ့ဒေါ်လေးခင်မုံကကြာပြုတ်ကိုစိုးရင်တစီကြည့်နေကြတာတွေ့ရသည်လေးလေးမဖြစ်သေးဘူးကြာပြုတ်မေးတာဖြေပါတကယ်လို့ပြဿနာဖြစ်ခဲ့တယ်ဆိုရင်လေးလေးဘသူဘက်ကနေလိုက်ပါလေလို့လေးလေးက ကြာပြုတ်ကိုနားမလဲစွာဖြင့်ကြည့်ပြီမှန်တဲ့သူဘက်ကလိုက်မှာဗောဘာပြဿနာလဲလေးလေးကိုပြော့ပြကြာပြူခါးစင်းနာကျင်စွာ ပြုံးလိုက်ပြီအမှန်အမားအမှန်အမားဆိုတာကိုရောလေးလေးတို့ကဘာပေတံနဲ့တိုင်းပါလဲမမေကို တိုင်းတော့ကပေတံနဲ့ပဲတိုင်းပါလားလေးလေးမျက်နာကညိုပုတ်သွားပြီချက်ချင်းပင်ဆယ်နှစ်စာလောက်ဦးစားသွားသည်အင်းကြာပြူပြောနေတာလေလေးလေးဘာတော့ခုမှနားမလဲဘူးနော် နားမလဲဘူးလို့ပြောတဲ့လေးလေးတန်ကဘာဖြစ်လို့တုံရင်နေတလဲလို့မေးပြလိုက်ခြင်းဒီဒေါ်လေးခင်မုံကတော့အချိန်နေအစိုးဆုံးကိုထိန်းနိုင်ရန်စိတ်အစဉ်နဲ့ပြင်ဆင်ထားပုံပဲလေးလေးမေမေကိုထားရခဲ့တုန်းကမေမေကိုဘလို့ပေတံနဲ့ထတိုင်းပြီးထားခဲ့တာလဲလို့လေးလေးမျိုးဝင်းတွေကထိခိုက်နာကျင်စွာနေရဲသွားသည်တခုခုပြောဖို့အာယူစူးစမ်းနေပုံလဲနှုတ်ခမ်းတွေကတလှုပ်လှုပ် မိမိနဲ့ကြာပြူဒုက္ခပင်လဲဝင်နေတဲ့အချိန်မှာလေးလေးတို့မိသားစုအောင်းဝဲခံနေကြတယ်မဟုတ်လားကြာပြူတော်တော့လေးလေးကအတန်နဲ့ကြီးဖြင့်ဟန်တားလိုက်တဲ့ဖြင့်ကြာပြူလန့်သွားသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းကားစီစဉ်တက်ဆက်မှုကိုဒီမာတင်ခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာချိန်ပြေပြေဝင်ရောက်နားဆင်အားပေးကြတဲ့ကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ။